မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ရင်ကောင်းတောက်တာ၊ရင်ပူတာ၊ရင်ကောင်းနဲ့အောက်တာခံစားနေရတဲ့သူတွေအတွက်အစာအယောင်ချင်းအကြောင်းကိုဝေမျှပေးသွားပါမယ်။အစာအယောင်တဲ့အခါခံစားရတဲ့လက္ခဏာတွေ၊အစာအယောင်ရတဲ့အဓိကအကြောင်းရင်းတွေ၊နေထိုင်စားသောက်မှုပုံစံတွေနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။အစာအိမ်ဆိုတာခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစာချေစနစ်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နေ့စဉ်စားတောက်လိုက်တဲ့အစားအစာမှန်သမျှဟာဂရင်းမတစ်စင်အစာမျိုးပြိုပြက်ပြီးအစာရည်တဲသို့ဝင်ရောက်ကြပါတယ်။အဲ့ဒီအခါအစာအင်ဟာအစာချေပြတ်ဖို့အတွက်အစာချေအင်ဇိုင်းတွေအဆစ်တွေကိုထုတ်ပေးရတာပဲဖြစ်ပါတယ်။အစာအင်ရောင်နေဆိုတာဘာကိုခေါ်တာလဲ။အစာအင်ရောင်နေဆိုတာအစာအင်ရဲ့အတွင်းမှာရှိတဲ့အစာအင်အတွင်းဘက်နေရန်မျူကိုဇာလို့ခေါ်တဲ့အလွှာတွေရောင်ရွှန်ခြင်းဖြစ်ပါတယ်။အစာအင်ရောင်ရတဲ့အဓိကအကြောင်းရင်းတွေကတော့ H pylori လို့ခေါ်တဲ့ bacteria ပိုးတမျိုးကြောင့်ဖြစ်ခြင်းအပူအဆက်များစားခြင်းအစာမမများစားခြင်းအကိုက်ကေပြောက်စင်ကိုမကြာခဏတောက်ခြင်းအစာစားချိန်မမှန်ခြင်းအရာဆင်းလက်ကိုစားခြင်းစိတ်ပိစီးမှုများခြင်းတို့ပဲဖြစ်ပါတယ်အစာရင်ရောင်တဲ့အခါဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲရင်ကောင်းတောက်မယ်ရင်ပူမယ်ရင်ဝကိုမီးစားနဲ့ထိုးသလိုခံစားရမယ်ရင်ကောင်းနေရအောင်မယ်ရင်ပြည့်ရည်ကယ်ဖြစ်မယ် ပြုတ်အပ်မယ်စားတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်ဒီလိုလက္ခဏာတွေဖြစ်ရင်စောစီးစွာကုသဖို့လိုသလိုနောက်တစ်ခါပြန်မဖြစ်အောင်တိကျလေးထိန်းထားဖို့လိုပါတယ်အစာရင်ယောဂါဖြစ်ပြီဆိုရင်ကုသတဲ့နေရာမှာအဓိကအရေးကြီးတဲ့အချက်ကနေထိုင်စားသောက်မှုပုံစံပဲဖြစ်ပါတယ်ဒါကြောင့်ဘလို့မျိုးနေထိုင်စားသောက်တဲ့လေဘလို့အစားအစာတွေကိုတော့ရှောင်တဲ့လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်နော်အစာရင်ရောင်တဲ့အခါဆံပြုတ်ကဲသူအစာပြုတ်လိုဟာမျိုးတွေစားပေးရမှာပဲဖြစ်ပါတယ် ရှောက်တင်းတဲ့အစားအစာတွေကြောင့်အသေးစိတ်ပြောရရင်တော့စီကြော်နေအစီများတဲ့အစားအစာတွေခြင်ဖက်နဲ့အချင်းတည်ထားတာတွေစားရည်စိန်တွေကြက်သွန်ဖြူကြက်သွန်နေခရမ်းကျင်တွေစားတာတွေကိုအစိမ်းစားတာတွေအငတ်နဲ့အဆက်လုပ်ခဲ့တဲ့အစားအစာတွေကော်ဖီလက်ဖက်ရည်နဲ့ကဖေးများတဲ့တောက်စရာတွေအရက်နဲ့ဘီယာလိုအကိုဟောတွေအချင်းဆိုးတဲ့အသီးတွေနဲ့ဖြော်ရည်တွေဂတ်စပါတဲ့ချိုရည်ဘူးတွေရေကင်းမှုလိုမျိုးပြည့်နေတဲ့နှုတ်ထွက်ပစ္စည်းတွေ ချစ်များတယ်မို့လို့ရှောက်တင်ပါတယ်။ဒါအပြင်အမဲသာဝတ်သားတို့လိုအသားတွေကိုမများ မစားတင်ပါဘူး။အစားစားရင်လည်းတစ်ခါတည်းအများကြီးပြည့်အင်နေအောင်မစားရပါဘူး။အချိန်သတ်မှတ်ပြီးနည်းနည်းချင်းခွဲပြီးစားပေးပါ။ပမာဏမများစားလိုက်တဲ့အခါအစာရည်ကိုဝင်ပြီးစိနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နောက်ပြီးစိတ်ကိုလည်းပျော်ရွှင်အောင်ထားရပါမယ်။စိတ်ပြည့်စုံမှုတွေက အစာရင်ရောက်တာကိုပိုဆိုးဝါးစေနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ အစာရင်ပြဿနာရှိနေပြီဆိုရင်တော့ဒီလိုအချက်တွေလိုက်နာဖို့လိုသလိုအစာရင်ဆေးတွေကိုလည်းပုံမှန်တောက်ပေးရပါမယ်။ဆေးတောက်တဲ့အခါမှာလည်းဆရာဝန်ညွှန်ကြားချက်အတိုင်းပုံမှန်တောက်ပေးရမှာပဲဖြစ်ပါတယ်။မိမိမှာအစာရင်ယောဂါကြားရှိစွာရှိနေပြီဆိုရင်တော့ H pylori ဆိုတဲ့အစာရင်ယောဂါဖို့စစ်သင်ပါတယ်။တကယ်လို့မိမိအစာရည်ဟာ H pylori ဆိုတဲ့အစာရည်ယောဂါပိုရှိနေပြီဆိုရင်တော့ဆရာဝန်ညွှန်ကြားချက်နဲ့အတူပိုးသတ်ဆေးကိုဆွဲတောက်သင့်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးဆုံးတရားရရှိမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါအောင်ရှင်။ဗီဒီယိုတင်နိုင်မြဲသိရအောင် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးကခေါက်လောက်လေးကိုလည်းဖွင့်ထားဖို့မလိပါနဲ့နော်။ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးတာယာနပါတဲ့နည်းရများစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။